ဟုတ်ကဲ့မင်္ဂလာပါဒါလေးကတော့ကျွန်တော်တို့အတူကောက်အသုံးလေးတွေပေါ့နော် အတူကောက်အသုံးလေးတွေမှာမှကျွန်တော်တို့ဒီမိကုံးလုပ်တဲ့အခန်းအညာလုပ်တဲ့အခန်းနဲ့လည်းဆက်စပ်မှုရှိတယ်ပေါ့နော်အဲ့တော့တို့အင်္ဂလိပ်တွေဘယ်လိုမျိုးပြောလေပြောထားရှိလဲဆိုတာလေးပေါ့ကျွန်တော်တစ်ချက်လေ့လာကြည့်အောင်ရင်းဆုံးနော်အဲ့တော့မင်းကလေးကဘာပြောလဲ I'm not tired ငါမပင်ပန်းဘူးတဲ့ကောင်လေးကကြတော့တန်းဝေနေတဲ့ပုံစံမျိုးနဲ့သူဘာပြောလဲ I am နဲ့အမှသူ I am လို့သူကပြောပေးမယ်တကယ်ကသူပြောချင်တဲ့စာကြောင်းကပါလေ I am tired ကမလီရောပြောတယ်သူမပြောဘူးဒါပေမဲ့သူပြန်ပန်းတယ်လို့ပြောချင်တာနော် She isn't tired but he is ရမှာအဲ့တော့ဘာပြောချင်တာလဲ he is ဆိုတာ he is tired နော်အရှိမပြောပြီးသားတီးပြီးသားလို့ယူဆတဲ့အတွက်နောက်မှာအရှိအဆက်မပြောတော့ဘူးအင်္ဂလိပ်တွေကအဲ့လိုပြောတော့ရေးထုတ်ရှိတယ်နော်ဒါလေးတွေကိုကျွန်တော်တို့ သိထားတာပေါ့နော်အဲ့တော့ဒီကနေမေးတယ် Do you like tea? No I don't ငါမချိဘူး Yes I do ငါချိတယ်ဟောအဲ့တော့သူကပြောတာလေ He likes tea but she doesn't နော်ဒါအတူကောက်ပြောတာ Do you like tea? I don't like tea လို့ပြောချင်တာအဲ့တော့ Yes I do do ဆိုတာက like နေရ like ဆိုတဲ့ verb နေရမှာပြန်မသုံးတော့နိုင်ဘူး ပြန်မသုံးတော့ဘဲနဲ့သူကအစားပြန်သုံးတာနော်အဲ့တော့ in this example it is not necessary to repeat some words အဲ့တော့ဒီမှာဗာပြောချင်တာလေဆိုတော့ဒီ example မှာတချို့သောစကားလုံးတွေကိုကျွန်တော်တို့ repeat ထပ်ခါထပ်ခါပြန်ပြောနေစမလို့ဘူးတဲ့ရမှာလို့ဒီနော်ဆိုတော့ဒါအင်္ဂလိပ်တွေရဲ့သူတို့ရဲ့ပြောထုံး delay ကိုဒါကျွန်တော်တို့ကဘာစကားလေ့လာတဲ့အခါမှာအဲ့လိုလေးလိုက်မှတ်နော်လက်မပြောဘူးဆိုပုံတော့လွယ်သေးတာပေါ့ဟုတ်လား to go with the universe. Okay, Amisa, West Wea, have, has, do, does, did, and whatever, congratulations, we will make mess. Erari, gono, hello, to go, pian, pio, I haven't got a car. Now, I come, she will, but my sister has. Ngam, nyamama, she. Pyojana, pali. My sister has got a car. Look, Please help me. I'm sorry I can't I can't ဆိုပါဘူးသူကပြော I can help you လို့ပြောချင်တာဒါပေမဲ့ဒီမှာသူကဘယ်လိုပြောလဲ Are you tired? I was အဲ့တော့ Are you tired ဆိုတာဘာနဲ့မေးတာလဲဆိုတော့ present tense နဲ့မေးတာမင်းပင်ပန်းနေလား I was ပင်ပန်းတော့ပင်ပန်းခဲ့တယ် but I'm not now I'm not tired now အခုပါလေအခုမပင်ပန်းတော့သူပင်တော့ပင်ပန်းခဲ့တယ်အတိတ်မှာတော့အတိတ်ဆိုတာဒီအခုပြောနေတဲ့ကာလမတိုင်ခင်ကဖြစ်မှာပေါ့နော် ဒါပေမဲ့ခုတော့သူမပြင်ပန်းတော့ I was tired but I'm not tired now ။ကျမ်းလာမသိတော့ Do you think lawyer will come and see us? Lawyer ငါတို့စီလာငါတို့ကိုလာတွေ့မယ်လို့မင်းထင်လား? She might အဲ့တော့သူကပြောတယ် She might ပါလေ She might come and see us အဲ့တော့ပြောချင်တာနော် Are you going now? မင်းကသွားတော့မှာလား? Yes, I'm afraid I might I must ပြောပြောချင်တာ I must go ငါတော့မှပြမယ်ပြောပြောချင်တာเนาะအဲ့တော့ဒီလိုအနေထားတွေပြောတဲ့အခါမှာ first to be am no first to be asked first to be ve เนาะအဲ့လို short form နေနဲ့မသုံးဘူးတဲ့เนาะအဲ့တော့ am ဆိုလဲ am am เนาะ i is လဲ i is hv is hv အဲ့ဒါကိုအပြည့်အဝကျွန်တော်တို့ပြန်သုံးရမယ်တဲ့เนาะအဲ့နမူနာကြည့်အောင် she isn't tired but he he is he ဆိုပြီးတော့ first to be sg နဲ့တွားကြည့်လို့မရဘူးလူမျိုးလူမျိုးတွားကြည့်လို့မရဒီနောက်မှာကျတော့ဘာလို့လဲဆိုတော့သူတို့ဟိုကလုတ်ကလိုင်းနိုင်တယ်လေဒါအတူကောက်ပြောတယ်ဆိုတာကျွန်တော်တို့နောက်မှာဆက်ဆက်စကလုံးတလုံးလုံးလာမှာမလို့เนาะကျွန်တော်တို့ကအဲ့လိုပြောတာလေနောက်မှာဘာစာကြောမှမပါတော့ဘူးအဲ့ဒါကြီးတော့ပြောလို့ရှိရင်ကျွန်တော်တို့ဟိုအင်္ဂလိပ်စကားပြောထုံရေးထုံမဟုတ်ဘူးเนาะဆိုတော့အဲ့လေတစ်ချက်လေးမှတ်တာ she isn't tired but he is လိုမျိုး his သူ repository အကြီးနဲ့တိုက်ရေးလို့ရှိရင်ကျွန်တော်တို့အလိုပြောလို့ပြတာမရှိဘူးနော် but you can use isn't haven't won't အဲ့ဒါကိုကြတော့ဥပမာသုံးလို့ရတယ် negative form မှာကြတော့သုံးလို့ရပြန်ရောနော်ဘာလို့ပြောလို့ရတော့ negative form မှာကြတော့ my sister has got a car ငါညီမကကားရှိတယ် but i haven't တပြောလို့ရလေ haven't got a car i haven't နော် are you and jane walking tomorrow မင်းနဲ့ဂျိန်အလုပ်လုပ်ပါလား I am I first to be I'm the daily lumia ဒါပေမဲ့အညီရရရှိလို့ရ but Jane isn't နော် Jane isn't okay you can use I am I am not yes အဲ့အဲ့ဟာရင်းနဲ့ပါနေသွားရေးလို့ရ yes no နဲ့ရေးလို့ရနော်ဒါတွေကတော့အခြေခံတည်ပြီးသားလို့ရရပါတယ် are you tired ပင်မနဲ့ပင်မလားပင်မနဲ့ဆို yes I I am ဘယ်လိုဆိုရင် no I'm not အဲ့မျိုးလေး Will Alan be here tomorrow? Nabian Alan di Mashimala. Yes, he will. Shima solution. Machine no, he won't. Is there a bus to the to the airport? Lizzie go Bazakashila. Yes, there is. But she will no. Machine no, there isn't. We use do does for present simple. No? Daga, general, unit talk on Hoshi, I can't lila tie with the damn couple, no? I don't like hot weather, but suit desk. I don't like hot weather, but suit desk. Suit desk. Sue likes hot weather. No? Sue works hard, but I don't. I don't work hard, no? Do you enjoy your work? Yes, I do, I do that ပါလေ just I enjoy လို့ပြောချင်တာเนาะအဲ့တော့မျိုးလေးတွေသိရမယ်အဲ့တော့ကျွန်တော်တို့ do desk ကို do that is ပေါ့ဗျာအဲ့ဒါတွေကိုကျွန်တော်တို့ verb မှာပြန်သုံးလို့ရတယ်เนาะ verb verb ဒီလို present simple past simple အဲ့ဒါနဲ့ကျွန်တော်တွဲပြီးသုံးလို့ရတယ် did you and chris enjoy the film enjoy ဖြစ်တယ်ဆိုရင် i did we did เนาะ enjoy ဖြစ်ဘူးဆိုရင် didn't အဲ့တော့ကျွန်တော်တော့ enjoy ဖြစ်တယ် chris ကတော့ enjoy မဖြစ်ဘူးဆိုရင် i didn't i did but chris didn't ပြပါပြန် i enjoyed it but chris didn't enjoy it ကြောက်လာပြီเนาะကျွန်တော်ဒီလိုမျိုးအတူောက်လေးတွေနဲ့စားသုံးထားတဲ့ verb တော်မှာကျွန်တော်စားသုံးပြန်ပြောတာလေးတွေနဲ့ဒါလေးရတော့မှတ်သားစရာလေးတွေပေါ့เนาะတကယ်တော့ဒါအခြေခံအဆင့်ပေါ့လေဒါဖြတ်ကျော်လာပြီးသားလူတွေနဲ့တော့ဒါ ရင်ခက်ခဲလောက်အောင်ပို့ပါဘူးနော် I had a good time နော် right? I did too ဟောစပြန်တုံးတာလေဒီမှာ past simple မလို့ဒီမှာ did ပြန်တုံးလိုက်တာ I enjoyed it too Did it rain yesterday No it didn't you are saying yes it did Let me နည်းဖြစ်ဟမ် Okay အဲ့တော့ကျွန်တော်လေးစက်တိကြည့်အောင် 41မှာကျတော့ကျွန်တော်တို့မိကွန်းလုတ်တာလေးတွေမိကွန်းလုတ်တာအောင်မှာကျွန်တော်တို့မိကွန်းကိုအပြည့်အစုံတကြောင်လုံးပြောတာမဟုတ်ဖ ೇನೆ အာအဲ့ဒီရှေ့ဖျားအဖျားလေးတွေဆွတ်ပြီးတော့မိကွန်းအအနေနဲ့မိတဲ့ဟာမျိုးလေးတွေပေါ့နော်ကျွန်တော်တစ်ချက်ကြည့်အောင် Have you are you don't you အဲ့လိုနဲ့သူပြီးသွားရင်ဆိုတော့ I have bought a new car ငါကားတက်တစီဝယ်လိုက်ပြီဒါမှမဟုတ်ဝယ်ထားတယ်အဲ့ဆိုရင် Oh have you have you bought a car have you bought a new car အဲ့လိုမျိုး question mark လာပြီးမေးရမှာကိုဆက်အရှိမပြောတော့ဘယ်နဲ့ repeat လုပ်ပြီးတော့မပြောတော့ဘယ်နဲ့ have you အရှိဖျားလေးတင်ဆုပြီးတော့ပြောလိုက်ပြီမေးကိုမေးလိုက်တာနော် i'm writing book ငါစာအုပ်တော့ရေးနေတယ် are you are you writing a book လို့ပြောချင်တာ are you really what about နော်ဘာကြောင့်လဲ i don't like george ကျောင်းငါမကြိုက်ဘူး don't you ကြိုက်ဘူးလား why not ဘာလို့တော့အဲ့တော့ have you is it can't he can't she စသဖြင့်အဲ့လိုမျိုးတွေပြောလို့ရတယ်နော်ဘယ်လိုချင်းလဲဆိုစိတ်ဝင်စားတဲ့အနေဒါ surprise ဖြစ်သွားတဲ့အနေဒါအဲ့အဲ့လိုမျိုးတွေဆိုကျွန်တော်ပြောလို့ရတယ် hey you're late oh am i မင်းနောက်ကျတာငါနောက်ကျသွားလား i'm sorry i was ill last last week လူကြီးတဲ့ဘက်ကငါဖျားတယ်နေမကောင်းဘူးပေါ့နော် were you ဟုတ်လားဖျားတာလား i don't know that ငါမသိခဲ့ဘူး is rainy again မိုးရွာနေပြန်ပြီ is it ဒါရှိရတဲ့အဖျားပြန်ဆွတာเนาะဒါမင်းကလုံးနေကျွန်တော်တို့သိပါတယ်เนาะမသိလို့ရှိရင်မသိလို့ရှိရင်ပြန်သိမယ်တော့မဟုတ်မသိလို့ရှိရင်ကျွန်တော်အရှိကဗီဒီယိုတွေမှာကျွန်တော်လုတ်ထားတယ်เนาะထည့်ပေးထားတယ်အဲ့တော့ဒီဗီဒီယိုလေးရဲ့အောက်မှာလည်းကျွန်တော် link ထည့်ပေးမယ်ပေါ့เนาะ is it it was sunny 10 minutes ago เนาะလွန်ခဲ့တဲ့10မိနစ်တုန်းကနေတာတယ် there's a problem with the car เ ကเนาะပြဿနာရှိတယ်တဲ့เนาะ is there is there ရှိတယ်လား what's wrong with it ဘာဖြစ်တာတော့ bill can drive b ကားမောင်းလို့မရဘူးကားမမောင်းနိုင်ဘူး can't he i didn't know that ဒါမှလည်းကားမောင်းတော့ဘူးပေါ့နော်ငါမသိခဲ့ဘူးဟုတ်လားသူကားမောင်းတော့ဘူးလားငါမသိခဲ့ဘူး i'm not hungry i'm not hungry ဆိုတော့ငါဘိုက်မစားဘူး aren't you မစားဘူးလား I am ငါတို့စားတယ်အဲ့တော့ဘာပြောလဲ Aren't you hungry? I'm hungry. No, I'm hungry. Sue isn't at work today. Sue alone ma di ni. Mishi bu. Isn't she? Is she ill? No, isn't she? At work lo pyo chan na. She im pyan ma pyo ro. Ai ro, kuno ka lo myo. Badu bi di khan khut di pa lo shin no chan ro dwe ra bo ya. Alo myo ba ho so lo shin. No, ရိုးရိုးဘတ်1ပဲဖြစ်နေတယ်ဆိုလို့ရှင်နောက်ဘတ်1တော့ဘတ်2တော့ပဲဖြစ်နေတယ်ဆိုကြတော့လာဒူဒက်အခုရှာမယ်လीနော်ဒူဒက်တစ်အခုရှာမယ်ဘတ်1ဆိုရင်ဒူဒက်တော့ဘတ်2ဆိုရင်တစ်တော့အဲ့တော့ပြောချင်တာ I speak four languages ဟော Do you which ones ဘေဟာတွေပြောတတ်တာတော့ဝမ်းမအစစ်ရနော် Ben doesn't eat meat ဘန်က အတာမစားဘူး doesn't he doesn't he eat meat လို့ပြောချင်တာ तू မစားဘူးလား does he eat fish ငါးစားလား nicola got married last week did he oh sorry did she really သူမင်းမင်္ဂလာဆောင်သွားပြီလားတကယ်ကြီးလားနော်အဲ့ဒါနဲ့ဆက်ဆက်ကျွန်တော် question ခန်းမှာတင်ထားတဲ့ဟာလေးရှိတယ်အဲ့ဒါပါတက် question ထပ်တွန့်မေးတာ เนาะထပ်တွန့် question ကလည်းကျွန်တော်အဲ့ဒီအခန်းမှာတေချာတင်ထားပြီးပြီလို့ကျွန်တော်တို့သွားကြည့်ပါเนาะတက်တက် question ရဲ့သူရဲ့ဟိုသဘောတရားလေးကတော့ဒီစာကြောင်းတစ်ကြောင်းလုံးပေါ့เนาะအဲဆုံးသွားတဲ့အခါကျလို့ရှင် နောက်ဆုံးမှာမှာ comma လေးကုတ်ပြီးတော့အဲ့လိုမိကုံးစကားလုံးလေးတွေအလုံးနာလို့အတူကောက်လေးတွေเนาะ aren't you is he do you ဆိုပြီးအဲ့လိုလေးပြန်လိုက်မေးတာเนาะ question ကုတ်ပြီးတော့မေးတာဒါပေမဲ့မှတ်စရာတစ်ခုက အရှိအစားချောင်းက positive ဖြစ်နေပြီဆိုလို့ရှိရင်နောက်ကသူလိုက်ပြန်ပြီးတဲ့ဟာ negative ဖြစ်ရမယ်။အရှိအဟာက negative ဖြစ်နေတယ်ဆိုလို့ရှိရင်ဒီနောက်ကလိုက်ပြန်ကုတ်တဲ့ဟာလေးကထပ်တွန့်ပြန်ပြီးတဲ့ဟာလေးကနော်ဟို positive ဖြစ်နေရမယ်။အဲ့တော့ဒီမှာကြည့်အောင် It is a beautiful day isn't it? ဟောအရှိမပါလေ It is a beautiful day positive စာကြောင်း isn't it? ဒီမှာအငင်းပြန်လာတာအဲ့ idea ကဒီကလာအဲ့ဒီ IS ကိုအငင်းလောက်လိုက်တာအဲ့ဒါပဲ yes it is perfect အဲ့တော့ကျွန်တော်တို့နမူနာစာကြောင်းတွေလက်ကြည့်အောင်သူအဲ့ဒီမှာရှင်းပြထားပါတယ် positive positive စာကြောင်းဆိုရင်နောက်က question တက်ကဒီတက်လောက်ထားတဲ့ question ကဘာဖြစ်ရမလဲ negative ဖြစ်ရမယ် negative စာကြောင်းဖြစ်နေလို့ရှင်တော့နောက်ကတက်လောက်ထားတဲ့ဟာကဘာဖြစ်ရမလဲ positive ဖြစ်ရမယ်အဲ့တော့ကြည့်အောင် it is beautiful day ဆရာ positive နော်အဲ့ဒါဆိုရင် isn't it Kate lives in London. Kate ကလန်ဒန်မှာနေတယ်။ Doesn't she? မဟုတ်လား။နော်။ You closed the window. မင်းတကားကိုပိတ်ခဲ့တယ်။ Didn't you? မဟုတ်လား။မင်းတကားကိုပိတ်ခဲ့တယ်မဟုတ်လား။အဲ့တော့ပြောချင်တာနော်။ဒီမှာ but do မလို့ didn't ဆိုပြီးပြန်လုပ်လိုက်တာနော်။ဒီမှာ but do positive စာကြောင်းမလို့ didn't you? Those shoes are nice. Aren't they? ဒီဖနက်လေးတွေလှလိုက်တာ ကောင်းလိုက်တာ aren't they မဟုတ်လားဒီဖနက်လေးကောင်းတယ်နော်အဲ့လိုပြောကြတာနော်မဘတ်တူပြီ aren't they သူ့ရှူကိုပြန်ညွှန်တာတေးရနော် Tom Tom will be here soon won't he ဒီမှာ well when not when not ဝန်ဖြစ်သွားတာ Tom ဒီကိုမကြခင်ရောက်လာမှာမဟုတ်လားနော်ကဲအရင်လေးကြည့်အောင် That is a, that isn't your car. That may a Is it? Mahola, may a ga, mobu mala. You haven't met my mother, have you? Minga minimasuan debu mahala. Helen doesn't go out much. Does she? Helen a bientem trebu, mahola. You won't be late, will you? Min nomaja bu, mahola. 那肯定的。 အဲ့ဒါလည်း decoration ကမှတရားသင်ပြီးသားပါနော်ဒါလေးရမယ်လို့ထင်တယ်ကျွန်တော်တို့42ကလည်းအရှိခမ်းမှကြိုပြီးတော့သင်ပြီးသားရနော်ဒီဟာလေးရ42ကကြော်မယ်ဆိုတော့ကျွန်တော်43တွားမယ်43ကကျတော့ကျွန်တော်တို့မိကောအဲအငင်းလို့တဲ့ဟာပေါ့ဒါတော့ကျွန်တော်တင်ပြီးသွားပြီတင်ပြီးသွားပြီမှတစ်ချက်တော့ run through ကြည့်အောင်ပေါ့နော်အဲ့တော့ ပုံမှန် positive sign တွေပါလေ am is are was we are have has will can could should will may must ဆက်သွင်းရှိမယ်အဲ့ဒါကိုမှကျွန်တော်တို့အငင်းပြောင်းမယ်ဆိုရင် not တက်ရုံပဲဒါရီက not 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 တက်ရုံပဲအတူကောက်ရေးမယ်ဆိုရင် am for story am for story isn't နော်အဲ့လိုမဟုတ်ရင် isn't မဟုတ်ရင် is for story not နော်ဒါအငင်းလောက်တဲ့ဟာတွေကိုအတူကောက်ရေးရင်လည်းလူတွေရေးလို့ရတယ်ဆိုပြတာဒီဘက်ဘေးကကျတော့နမူနာစာချောင်းနေ เนาะအတိပယ်ကတော့ဟိုဘာသာပြန်လို့လွတ်မှာဖြစ်တဲ့အတွက်ကျွန်တော်အချိန်ကိုငန့်ကြတော့အပြင်မပြောတော့ဘူးအဲ့တော့ခုနကလိုမျိုး MS Westway ကမဟုတ်အခုဘက်တွေဟုတ်မနေဘူးဆိုလို့ရှိရင်ကျွန်တော်တို့မလုပ်မယ် presenters ဘဝန်းဖြစ်နေလို့ရှိရင်ကျွန်တော်တို့ do test နဲ့ညင်းဘတ်ဒူးဖြစ်နေလို့ရှိရင်တင်းနဲ့ညင်းဒါပဲနောက်ကလိုက် level က SCM မှာပါတဲ့ F0 ဖြစ်ရမယ်เนาะ အစီအစီ ED မှာပါတဲ့ verb 0ပေါ့နော် infinitive verb ဖြစ်ရမယ်ဒီနောက်ကလိုက်တဲ့ဒီမှာဘက်ကနော် I want to go out I don't want to go out တလားနော်အငင်းလို့တခါလိုက်တယ်နောက်ပြကြလို့ရှိရင်ဒီမှာကြည့် Look ကြည့်စမ်း Don't look မကြည့်နဲ့မကြည့်ပါနဲ့ဒါပေမဲ့အဲ့ဒီဟိုဘာလဲ verb ကို စာကြောင်းရဲ့အရှိဆုံးမှာတင်ပြီးတော့ပြောထားတာเนาะအရှိက subject မပါဘဲနဲ့အဲ buff လုံးနဲ့ပဲရှေ့မှာတင်ပြောတာတခါလေပြောတဲ့လေတံပေါ်မူတည်ပြီးတော့အမိန်ပေးတာလည်းဖြစ်နိုင်တယ်အဲပုံမှန်လေးပြောတာလည်းဖြစ်နိုင်တယ်เนาะ look ကြည်စမ်းအောင်လို့ပြောတာလည်းဖြစ်နိုင်တယ် look at it မကြည်စမ်းမကြည်လိုက်စမ်းအဲအဲ့လိုမျိုးပြောတာလည်းဖြစ်နိုင်တယ် don't look မမကြည်နဲ့အဲအဲ့လိုဆိုလို့ရှိရင်လည်းဒါအမိန်ပေးတာဒါမို့ပြောတာပေါ့ please don't look မကြည်ပါနဲ့ Jesus ပြပြီးတော့ဒါလည်းရတာ ခြေနေပုံမူတည်ရတာပေါ့တချို့စကားတွေကကြတော့လေတန်၃ပုံမူတည်ရနော် wait for me တော့ဆောင် don't wait for me ဟောမဆောင်နဲ့ဒါလေးကနမူနာလမ်းကြုံလို့ပြပြလိုက်အောင်နော် do something တခုလို့ဆမ်းပါဒုတိယနေ့တယ်ဘာမှမလုပ်နဲ့ sue does a lot at work uh, at weekends sue ကအာပိတ်ရမှာပေါ့နော်ပိတ်ရတယ်မှာ ျွန်တော်စင်တင်းတွေမှာအများကြီးအဲလောက်ထားတယ် Sue doesn't do much at weekends ဘာမှတင်းမလုပ်ဘူး weekends ပဲနော် I didn't I did what you said မင်းပြောလို့ငါလုပ်ခဲ့တယ် I didn't do what you said မင်းပြောလို့ငါမလုပ်ခဲ့ဘူးဒါလေးရတော့မခက်တဲ့အတွက်မခက်ခဲတာဖြစ်တဲ့အတွက်ကျွန်တော်ကြွလိုက်ပါမယ်နော်တကယ်လို့ဒါဟိုမှသိမရှင်းဘူးပေါ့နော်ဒီဟာကိုကိုယ့်ကိုလေ့လာလို့မရှင်းဆိုရင်အာကျွန်တော်ကိုပြန်မေးပါပေါ့နော် YouTube ရဲ့ comment မှာလည်းမေးလို့ရတယ် Facebook မှာလည်းလာမေးလို့ရတယ်နော် public မှာမမေးချင်လဲ messenger messenger မှာ private မေးလို့ရတယ်အတန်နဲ့ပို့ပြီးမေးလဲရတယ်ဆာနဲ့ရိုက်ပြီးပို့လဲရတယ်နော်ဒီမျိုးစုံနဲ့မေးလို့ရတယ်ကျွန်တော်ကစာဖြေဖို့တက်ဆိုလို့ရှိရင်အများအားကျွန်တော်ကအစင်းနေရှိတယ်ဟိုကျွန်တော်မအားတဲ့ချိန်မှာတော့မှဟိုနော်ချင်းချင်းမဖြစ်နိုင်တော့မှနောက်ပိုင်းကျွန်တော်ပြန်ဖြေပေးဖို့ရှိတယ်ပေါ့နော်ဆိုတော့အဓိကတော့ကျွန်တော်တို့စာကိုလွတ်သွားဖို့အာတယောက်ဆိုတယောက်အဲစာလို့တဲ့လူတယောက်ဆိုတယောက်နော်အကျိုးရှိအောင်ကျွန်တော်ကဒါရည်ရွယ်တာပေါ့လေနော်ကဲအဲ့တော့ကျွန်တော်ဆက်သွားမယ်ဆိုရင်၄၄ ဒါကမေကွန်းလို့တာဘာမေကွန်းနေလဲဆိုတော့ကျွန်တော်တို့အာ yes or no question အာ yes or no question ပေါ့နော်ဘာလို့ဆိုတော့ကျွန်တော်တို့ yes သူမဟုတ် no နဲ့ပြန်ဖြေရင်လုံလောက်ပြီနော်အရှိရှိရှိဝေးပြန်ဖြေခြင်းလည်းရတယ်ဒါပေမဲ့မဖြေခြင်းလည်းလုံလောက်တယ်မင်းတို့စားပြီးပြီလားဆိုရင်စားစားပြီးပြီဆိုရင် yes မစားသေးဆိုရင် no အဲ့ဒါလုံလောက်တယ်နော်အဲ့ဒါပြောချင်တာအဲ့တော့မေကွန်းလို့လို့ရှင်အဲ့ဒီအကူဘက်တွေကိုကျွန်တော်တို့ရှေ့ထုတ်လိုက်ရောက်ပြီရပြီနော်ဒါကကျွန်တော်တို့ တင်မိသားတွေပါအဲ့တင်မိသားဟာလေးကိုလည်းကျွန်တော်ဟိုမိကုန်းလုံနေကိုလည်းလေအလင်းမှာ share ထားမယ်လို့ကလည်း mention လုပ်ထားပြီးသားပါเนาะပြန်ကြည့်ကြည့်ပါเนาะဒါလေးတွေကတော့သူ့ရဲ့အင်စာပေါ့ဒီအထိပ်ပဲလေးတွေကလည်းလွှဲမဲ့ထင်ပါတယ်เนาะအဲ့တော့မိကုန်းလုံရဲ့ကုဘက်ကိုရှစ်ထုတ်အခုမပါလို့ရှင် do dash dit သုံးလားစဉ်းစားတော့1ဖြစ်နေလို့ရှင် do သုံးလား dash သုံးလားထပ်စဉ်းစားဆရာ subject ကအနည်းဆိုရင် dash သုံးအများဆိုရင် do သုံးเนาะဘာတူးမှာဆိုလို့ရှင်တော့ DND dit ဒီလိုတစ်မျိုးပဲရှိတယ်เนาะအဲ့လိုမျိုးလေးတွေဒါ WH question WH to how no net မိတဲ့ question ဆိုလို့ရှိရင်အဲ့ဒီ question စကလုံးပေါ်မူတည်ပြီးတော့ကျွန်တော်တို့ကပြန်ဖြေရတာเนาะဟို WH question ကလည်း uh, who တို့ what တို့ which တို့เนาะ when တို့ where တို့ပြန် how တို့ how long how far အဲ့လိုမျိုးတွေရှိတယ်အဲ့တော့အဲ့မိငုံးပေါ်မူတည်ပြီးတော့ကျွန်တော်တို့ပြန်ဖြေရမယ်เนาะ အဲ့ဒီအကြောင်းကလည်းကျွန်တော်ရှင်းမှပြောပြတာဖြစ်ပါတယ်။တခြားလေးပြန်ကြည့်လိုက်ပါနော်။ဒီကတော့လေဒီစာအုပ်ကကျတော့ဟိုចောင်းသားကွက်ကိုဒီကလောက်အောင်ပါ။အဲလုတ်နေနေမှာတချို့ဘာသာပြန်ကြည့်လို့ပေါ့နော်ဖတ်ကြည့်လို့နားမလည်တဲ့ဟာလေးတွေတွေ့မှကျွန်တော်လာမယ်နော်။အဲဆိုရင်ဖတ်ကြည့်အောင်။ဒါ question 3 question 3ဆိုပေမဲ့သူကอืมအရင်ခံနေပေါ့နော်။ဒါခုနဲ့လုတ်တယ်မေးပေါ့။ မှာ what to which to how many လောက်တဲ့မျိုးပေါ့နော်လက်ချီပါနော်ဒါက how long how long ဆိုတာဘယ်လောက်ချက်ကြလဲဒီမှာနော်ဒီခန်းကဒါဒီ pattern လေးရတော့ကျွန်တော်မှတ်ထားမယ် how long does it take from to နော်ကိုမှတ်မှရမှာနော်ပြင်ချရေးမြတ်မြတ်ပြောဒါလေးရတော့ကျွန်တော်လည်းလုပ်ပြလိုက်မယ် how long does it take by plane from new york to washington new york နဲ့ washington ကို လေရင်နဲ့ ဘလောက်ကြာလဲ it takes an hour တနိုင်ကြာပြန်ပြန် it takes an hour နော်ဖြေပေါ့ကြာချင်းပေါ့အဲ့တော့ကျွန်တော်တို့အင်္ဂလိပ်စာလေ့လာရတဲ့နေရာမှာဒီလိုပတ်တန်လေးလည်းသိဖို့လိုတယ်ဒါအင်္ဂလိပ်စာရဲ့စကားရဲ့ပြောထုံးရေးထုံးဆိုတော့ဒါလည်းသိဖို့လိုတယ်နော်အဲ့တော့ how long does it take ဆိုတာကခေါင်းစဉ်နဲ့နမူနာပေးထားတာ။ဘာလဲဖြစ်နိုင်သေးလဲ How long does it take? How long did it take? How long will it take? I'm reading it. it takes a week. It takes a long time. It takes three hours. Two, 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 two. Okay. It doesn't take. It didn't take. It won't take long, long, long. How long does it take to cross the Atlantic by ship? Atlantic ကို Atlantic ကိုဟိုသင်္ဘောနဲ့ဖြတ်ကူးမယ်ဆိုရင်ဘယ်လောက်ကြာလဲ I came by train did you how long did it take to get here ဒီကိုရောက်ဖို့ဘယ်လောက်ကြာလဲရအောင်ပြီနော်ပြီးရင်တခုခုလုတ်ဖို့ဘယ်လောက်ကြာလဲလို့မေးလိုက်ဒီ how long does it take နဲ့တုံးလို့ရတယ်နော် how long does it take you to blah 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 နော်ဒီပတ်တန်လေးမှတ်တာနော်ဒါကတော့အသုံးဝင်တယ်ဒီအခန်းလေးကတော့ အဲ့တော့ကျွန်တော်ဒီခန်းနေရာကျတော့ကျွန်တော်တင်မယုံနေမပြီးဘူးကျွန်တော်ခုနပြောလမ်းညွှန်ပေးလို့ပဲရမယ်ချောင်းသားကျတော့ကိုယ့်အကူထားကိုอืมစောက်ထဲမှာချမှတ်မပြီးရင်ရေးတဲ့ခါလေးပြောတဲ့ခါလေးမှာဒါလေးလေးထည့်ထည့်ပြောเนาะဒါဒီမှတ်တင်တဲ့ဟိုစာရောင်းစာချောင်းရင်းနှီးပတ်တန်ထဲမှာပါတယ်เนาะနောက်ပိုင်းကျွန်တော်စာချောင်းရင်းနှီးတွေတည်တတ်တင်တဲ့ခါတင်ပြတဲ့ခါကျလို့ရှိတယ်ဒါလေးတွေကထည့်တင်ရအောင်ပါเนาะ59โอเค59ကတော့နောက်ရက်မှာကျွန်တော် whiteboard မှာ ဒီတန်တင်ပေးမယ်နော်သူကမိကွန်းဆင့်မိထားတာနော်โอเคပါအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ဒီနေ့ဗီဒီယိုလေးကိုဒီနောက်မှာပဲသုံးသပ်ပါမယ်အားလုံးရှင်းပြကြမယ်လို့ထင်ပါတယ်အားလုံးကိုလည်းကျေးဇူးတင်ပါတယ်